ဒီတစ်ခေါက်ပြောချင်တာကတော့ဂီမီနီလို့ခေါ်တဲ့မေထုံရာသီပွားတွေကြောင်းပါသင်ဟာတကယ်လို့မေလ22ရက်နေ့ကနေဇွန်လ20ကြားမွေးဖွားသူဆိုရင်တော့မေထုံရာသီပွားဖြစ်ပါလေမေထုံရာသီပွားတွေကတော့ချစ်သူကိုတစ်ချိန်လုံးကြေဝင်ပြီးရစ်တက်တဲ့နေ့တွေရှိသလိုသူတို့ဘာသာတယောက်ထဲနေခြင်းနေ့ကြတော့လည်းအေးအေးဆေးဆေးပါပဲအမြဲတမ်းစိတ်ညစ်စရာကောင်းလောက်အောင်တွေ့ကပ်နေတာမျိုးနည်းနည်းလေးမှအလွန်မပေးပဲစောင့်ကြည့်တတ်တာမျိုးမဟုတ်ပေမဲ့ သူတို့တွေပြဿနာရှာတဲ့နေ့ဆိုရင်လည်းသေခြင်းစိတ်ပေါက်လာအောင်ရှစ်တက်သူတွေပါမေထုံရသည်ဘွားတွေဟာတင်ယူလေးလာရတာကိုနှစ်သက်ပြီးသူတို့ရဲ့အမြင်အသစ်တွေနီလန်းအသစ်တွေကိုချပြခြင်းနဲ့စိတ်တွေလည်းရှိတယ်ဗျပြောင်းလဲမှုကိုကြိုက်တယ်တာမန်ဆိုတာတွေကို မေထုံရသည်တွေကစိတ်ဝင်စားဖို့ဗျသူများနဲ့မတူထူးခြားတဲ့အရာကိုမှစိတ်ဝင်စားတတ်ပြီးတခြားသူဘာပြောပြောဂယုမဆိုင်ပဲလောက်တတ်တာမေထုံရသည်ဘွားတွေပါ မေထုံရာသီဘွားတွေအတွက်နေရာကောင်းချိန်ကောင်းတွေကတော့အမြဲအသင့်ပါပဲတွေ့ကြုံသတိရဖို့ဖြစ်လာတိုင်းအမြဲအဆင်ပြေတတ်ပြီးအခွင့်အရေးကောင်းတွေတစ်ခါထက်မကရတဲ့သူတွေပေါ့၎င်းနှမျက်တည်းရဲ့ချစ်ခင်မှုကိုအများဆုံးရတဲ့ရာသီကွင်းဆိုရင်တော့မေထုံရာသီကွင်းပါပဲမေထုံရာသီဘွားတွေဟာခံမရခတ်တယ်ဗျပါပြီးရင်မလုပ်မယ်ဘလို့မှကြိုတင်မှန်းဆလို့မရတဲ့သူတွေဖြစ်ပါတယ်အနေအေးတယ် ဘယ်ပြဿနာအခက်ခဲနဲ့ပဲတွေ့တွေ့ညီးတွားနေတာမရှိဘူးကိုယ်အလုပ်ကိုပဲတာဝန်ကျင်အောင်လုပ်တတ်ပါလေတန်နိုင်တလောက်တခြားသူကိုသူတို့ကြောင့်အနောက်အရှက်မဖြစ်အောင်နေတပြီးသူတို့ကို အနောက်ရှက်လာပေးရင်လုံးဝမကြိုက်ပါဘူးအဆုံးစုံတိခန့်တတ်တယ်အေးတိမခန့်နိုင်တဲ့တနေ့ဒေါသကြီးပေါက်ကွဲထွက်လာပြီးလူသက်ချင်းစိတ်တောင်ပေါက်လာတဲ့အထိဖြစ်တတ်ကြတာလဲမိထုံရာတီတွင်နေပါပဲ စိတ်မြလက်မြရှိတယ်ဆုံးဖြတ်ချက်မြမြချတဲ့မေထုံရာသီပွင့်ရဲ့ပြဿနာကတော့အကြောင်းအရာတစ်ခုကိုအချိန်ယူမစင်စားပဲမြမြဆုံးဖြတ်ဆုံးဖြတ်ချက်တစ်ခုခဏခဏပြင်တက်တာပဲဖြစ်ပါတယ်မေထုံရာသီဘွားတွေရဲ့အာသာချက်ကဖြစ်လာနိုင်တဲ့အခြေအနေတွေကိုလက်ခံနိုင်ပြီးပါဖြစ်ဖြစ်အေးစစ်စစ်ကြော်ဖြတ်သွားနိုင်တဲ့ပုံမျိုးပါအဲ့ဒီလိုပုံစံကြောင့်ပဲလူတွေရဲ့စိတ်အာရုံကို ဖန်ဆာထားနိုင်တာဖြစ်ပါတယ် နားလေရခက်တာတစ်ခုကဆုံးဖြတ်ချက်ချပြီးရအကြောင်းပြချက်တွေမျိုးမျိုးနဲ့ခဏခဏပြောင်းလဲတတ်တာပါခုပဲဒါလို့ပြောနေပေမဲ့ခဏနေဟိုဟာဆိုပြီးဖြစ်သွားတတ်တာဘေးနားလူတွေကသူတို့နားလေဖို့ခဲရင်လေမေထုံရောင်တီပွားမျိုးသမီးတွေကဗျရွယ်တူတွေထပ်ပို့ပြီးတော့နှုတ်ယွန်းနေတတ်တယ်သူတို့ကိုယ်တိုင်လည်းလူငယ်ဆန်းဆန်းတွတ်တွတ်လက်လက်နေတဲ့သဘာဝရှိပါတယ် စိတ်ဖိစီးတဲ့အတွေးတွေမတွေးဘဲနဲ့ပော့ပော့ပါပါနေတတ်တဲ့အချင်းရှိတယ်။တခြားသူတွေသူတို့ပေါ်ဘလို့မြင်မလဲ။ဒါအောင်လည်းဂရုမဆိုင်ဘူးဗျ။ဒါကြောင့်အမြဲတမ်းအရွယ်တင်နေပါလေ။မေထုံရာသီဘွားတွေဟာစကားအရင်တက်တဲ့စကားတက်လေတွေပေါ့။သူတို့ရဲ့အပြောမှမျောပြီးတဖြုတ်ဖြုတ်ကျွေနေသူများပါလေ။စကားအရင်တက်တဲ့တစ်ဖက်သားကိုကျွေသွားအောင်ပြောတက်တဲ့သူတွေဖြစ်လို့သူတို့ရဲ့ချစ်သူကတော့သူတို့ရဲ့အပြောချိုလေးတွေအောက်မှာကြာဆုံးနေရမှာဖြစ်ပါလေ။ မိထုံတွေဟာလှပတဲ့ရုပ်ရည်သူမျိုးကိုပိုင်ဆိုင်ထားသူတွေပါသူတို့ရဲ့တက်ကြွပြီးတွက်လက်ထမြက်တဲ့ပုံစံတွေကသူတို့ကို ပိုပြီးဆွဲဆောင်မှုရှိစေပါလေလှပတဲ့ရုပ်ရည်သူမျိုးမူရာနေပုံထိုင်ပုံဟာသူတို့ကိုပိုပြီးတော့ဆွဲဆောင်မှုရှိလာစေတာဖြစ်ပါတယ်အားလုံးထဲမှာစကားပြောနိုင်ဆုံးစကားအများဆုံးကို ပြပါဆိုမိထုံရာသီပွားတွေပဲပြရမယ်စကားပြောဖို့တယောက်ယောက်ကိုအမြဲရှာနေတတ်တယ် ပြောစရာအကြောင်းတွေလည်းမယိုးနိုင်အောင်ရှိနေတာပါ။သူတို့စကားပြောနေတဲ့အချိန်ဘသူမှလာပြီးရအောင်မလုပ်နိုင်ပါဘူး။မေထုံရောင်သည်ဘွားနေဟာတဖက်သားကိုဂယူဆိုင်တဲ့ရင်ဖွဲစကားတွေဂယူဆိုင်နားထောင်ပေးတဲ့အကြံကောင်းလဲပေးတဲ့သူတွေဖြစ်ပါလေ။သူတို့ကိုယ်တိုင်လည်းပွင့်ပွင့်လင်းလင်းဆက်ဆံတဲ့အချင်းရှိတယ်။ဟန်ဆောင်ဖုံးကွယ်တာမျိုးမရှိတဲ့အတွက်သူတို့နဲ့ခင်မင်းရတာစိတ်ထဲမှာတက်တောင့်တက်တာရှိတယ်ဗျ။ ကိုကိုကိုလည်းယုံကြည်မှုရှိတဲ့သူတွေဖြစ်လို့တစ်ဖက်သားကိုစကားစာမှာမိတ်ဆွေဖွဲ့ရများကိုလုံးဝဝမလေးတတ်ပါဘူးဝေထုံရာသီဘွားတွေကိုစိတ်ရင်နဲ့ခင်တဲ့သူတွေအများကြီးရှိပါတယ်ပေါ့ပေါ့ပပနေတဲ့မေထုံရာသီဘွားတွေကလည်းကြီးလိုက်ရင်ဘာကိုမှအလေးနဲ့မထားသလိုပုံစံဖြစ်ပေမဲ့ချစ်မိရင်တော့သစ္စာမဖောက်တတ်တဲ့သူတွေဖြစ်ပါတယ်နူအလှစကားတွေထက် ချွတ်သူနဲ့ရှေ့ဆက်မှအနာဂတ်ခရီးကို လေးလေးနက်နက်တွေးပြီးစူးစမ်းတက်တဲ့သူတွေပါကိုချွတ်သူစိတ်ပြက်စင်မဲ့အပြုတ်မှုလုံးဝမလုပ်တဲ့ဘဲနဲ့အကောင်းဆုံးပုံစံနဲ့ပဲနေတတ်သူတွေပါကိုဘော်တစ်ဖက်သားကပေးလာတဲ့အချစ်ချင်းမေတ္တာယုံကြည်မှုကိုဘယ်တော့မှအလွဲသုံးစားလုပ်မှမဟုတ်ပါဘူးကိုပိုင်ဆိုင်ထားတဲ့ချစ်တခုကိုပျက်စီးစေမယ့်အရာတွေဘတော်မှလုံးဝမဟုတ်ပါဘူးအချစ်နဲ့ပတ်သက်လာရင် ကိုချစ်တဲ့သူက ကိုလောက်မချစ်ဘူးလို့ထင်ပြီးတော့ခံစားနေရတတ်ပါလေ အချစ်ကြောင့်အလွန်ကြုံခံစားနေတဲ့သူတွေကိုတငယ်ချင်းတွေက လောက်ထိမခံစားဖို့တတိပေးရင်တော့တတိပေးတဲ့သူတို့သူတို့ကပြန်စိတ်ဆိုးတက်တယ်ဗျာအချစ်နဲ့ပတ်သက်လို့အဲ့ဒီလိုအလွန်ကြုံခံစားနေတဲ့လူတွေသူတို့အကြောင်းကောင်းကောင်းသိပြီးနားလဲလက်ခံနိုင်တဲ့သူမျိုးနဲ့မတွေ့မချင်းမိထုံရာသီဘွားတွေအခြေရေကလုံးဝအဆင်မပြေနိုင်ပါဘူးကိုကိုကိုယုံကြည်မှုရှိတဲ့မိထုံရာသီဘွားအမျိုးသမီးဟာအတွေးခေါ်ကောင်းတယ်ရှေးဆောင်လမ်းပြကောင်းကောင်းလုပ်နိုင်တဲ့လူပါ ဒီမျိုးသမီးတွေရဲ့ဘေးမှာရှိတဲ့မျိုးသားတွေကကိုယ့်ရဲ့အစွမ်းအစာကိုပိုသိမြင်နိုင်စွမ်းရှိပြီးသူတို့ကို သူတို့လည်းယုံကြည်မှုပိုရှိလာပြီးတော့ကောင်းကောင်းရှေ့ဆက်နိုင်ပါတယ်။မေထုံရောင်ဒီဘောမျိုးသမီးတွေပေးတဲ့ကြံတွေကမှားတယ်လို့မရှိဘဲနဲ့လေလွင့်ပျက်စီးနေတဲ့လူတယောက်ကိုတော့မှလမ်းမှန်ရောက်စေနိုင်တဲ့ဆိုရင်ယုံပါမေထုံရာဒီဘွားတွေဟာအငင်းအရင်အငင်းချမ်းတန်တယ်ဗျာအမြဲလိုလိုစဉ်းစားတွေးခေါ်နေလို့သူတို့ကောင်းနေမှာလဲအတွေးတွေအများကြီးပြည့်နေတယ် ဒါကြောင့်ဘယ်အကြောင်းအရာပဲလာတာသူတို့တွေးတာသူတို့ရဲ့ယူဆချက်နဲ့မတူတာဆိုရင်တဆုံးညှင်းမဲ့သူဆိုမေးထုံပဲပြုဒါကြောင့်သူတို့နဲ့ပြိုင်ညှင်းမဲ့အစားပြအစားကလေးကအလျှော့ပေးလိုက်တာခမားအတွက်ကောင်းပါလေကိုဖြစ်ချင်နေတာတွေအတွက်ကိုကိုကိုလည်းတန်တရားတွေဝင်နေတတ်တယ်ကိုဆုံးဖြတ်ချက်ကမှားရသောမှာတိန်ဆောင်သောမှာလုံးဝလက်မခံနိုင်တဲ့စိတ်ကြောင့်တခုခုဆိုရင်ပြက်ပြက်သားသားမဆုံးဖြတ်နိုင်ပဲခြေတုံချတုံဖြစ်နေတတ်ပါလေ အမောင်းကိုလက်ခံနိုင်တဲ့စိတ်လေးနည်းနည်းမွေးလိုက်မယ်ဆိုရင်ဘဝမှာပိုအဆင်ပြေမယ်ဗျမိထုံတွေကလေလူတယောက်ချင်းစီပေါ်ကိုလည်းဆက်ဆံတဲ့ပုံမတူဘူးဗျတချို့ကမျက်နှာများတယ်ဆိုတဲ့ဘယ်လိုဖြစ်ဖြစ်ဗျဒီရောင်ဒီဘောတွေတိုးမှန်ကပါလဲဆိုတာသိဖို့ကမလွယ်ကူပါဘူးဘာအောင်မှဖုံးကွယ်ထိန်ချံမထားတတ်ပဲပွပွလင်းလင်းနေတတ်တဲ့သူတွေမလို့ပဝန်းကျင်ကလူတွေရဲ့ယုံကြည်စိတ်ချမှုရရှိမဲ့သူတွေပါ ပေါင်းစစ်စစ်ကြီးကောင်းတဲ့တစ်ဖက်သားအတွက်တွေးပေးတဲ့ ဒါကြောင့်သူတို့နဲ့ရှိရင်သင်ဟာပျော်ရွှင်တဲ့ခံစားချက်ရစေပါလိမ့်မယ်။သူတို့ဘောကောင်းတဲ့သူဖြစ်ဖြစ်မကောင်းတဲ့သူဖြစ်ဖြစ်သူတို့ကတော့အကောင်းဆုံးပဲပေးတတ်ပါလေ။မိထုံတွေကလေသဘောကောင်းတယ်ရင်းနှီးလွယ်တယ်ကျင်းနာတတ်တယ်တခြားသူတွေဘောစိတ်ရင်းနဲ့ဆက်ဆံတယ်။ဒါကြောင့်ဘဝကိုပျော်ရွှင်ဖြတ်သန်းသွားတယ်။ဒါပေမဲ့အချင်းနဲ့ပတ်သက်လာရင်တစ်ဖက်ကဘာမှမဖြစ်ပဲသူတို့ဘက်ကပဲကိုယ်သဘောနဲ့ကိုယ်ပြတ်ဖို့ဆုံးဖြတ်ပြီးပြန်ဆက်။ဒါကိုသူတို့ပဲလုပ်တတ်တယ်။ဒါကြောင့်သူတို့ပြတ်မယ်ပြောရင်သူတို့ချစ်သူကိုယ်တိုင်ကမယုံတော့သူတို့တကယ်ချင်းတွေကလည်းမယုံကြပါဘူး။ ကိစ္စရတစ်ခုဘတော်မှတစ်ဖြောင်းထဲမတွေ့တတဲ့ဘသူပါပြပြအကြောင်းပြချက်ကောင်းကောင်းရှိတတ်တဲ့သူတွေက မေးထုံးတွေပါဘာပဲလို့လို့ကိုယ်စိတ်ကူးနဲ့ကိုယ်လှုပ်ချင်ပြီးသူများပြောတဲ့အတိုင်းလိုက်လို့ရတာအစ်င့်နဲ့များကြီးလို့ရတာလုံးဝစိတ်မရှိတဲ့အမေးထုံးတွေပါဒါကြောင့်သူတို့ကကိုယ်ပိုင်တွေးခေါ်ထင်ယူဆချက်နဲ့လုံးတဲ့လုံးတွေမှာပို့ပြီးပေါက်မြောက်ပါတယ်တရားဒီပေါ်တွေကဗျာနှောက်အောင်နေမကောင်းဆွဲဆောင်မှုလည်းရှိတယ်သူတို့လာပြီးဆိုအားလုံးကငေးကြည့်နေရတယ် ဒီလောက်ဒီလာတယ်သူတို့ချစ်ကိုဒါကြောင့်တော်တော်တော်ရုံနဲ့ရောက်မလွယ်ဘူးဒါပေမဲ့သူတို့ကချစ်ပြီဆိုရင်လည်းတစ်သလုံးစာရည်ရွယ်တာဗျသူတို့လောက်မှာနေမျောသွားတဲ့သူတွေကိုတော်တော်ယုံထုတ်မလွယ်ဘူးသူတို့ပေါ့အချစ်တွေကတနေ့တခြားပို့ပို့ပြီးတော့တိုးလာမှာပါမိထုံတွေကလေမျက်နှာချိုးပြီးခင်မင်ပွဲပုံစံမျိုးရှိလို့သူတို့ကထိခိုက်ခံစားလွယ်မယ်လို့ထင်ရပါတယ်တကယ်တော့အဲ့ဒါလုံးဝမဟုတ်ဘူးဗျသူတို့ကိုဒါရိုက်ထိခိုက်လိုက် ဒေါသထွက်တဲ့ပြင်မဲ့ဒေါသလျောက်တုံ့ပြန်တာမလုပ်တော့ဘူးစိတ်ထဲမှာထိခိုက်ပောက်ကွဲသွားရင်တော့ဘာမှဖြစ်သလိုကြော့ဖြတ်သွားမယ်အေးအခွင့်ကြုံရင်တော့လက်တော့ပြန်တယ်ကြောက်ဖို့ကောင်းတဲ့သူတွေဗျမိထုံတွေကခံစားချက်နှမျိုးတပြိုင်နဲ့ပိုင်ဆိုင်ထားသူတွေတခါတလေချစ်သူနာကနေတဖွားမှမခွာချင်လောက်အောင်တွက်ကက်နေတာလဲသူတို့ပဲတခါတလေတယောက်ထဲနေနေတာလဲသူတို့ပဲဒါကြောင့်သူတို့ရဲ့စိတ်ကိုကောင်းကောင်းနားလည်ဖို့လိုတယ်ဒီရာသီဘွားတွေကချစ်သူကိုအကောင်းဆုံးပံ့ပိုးပေးနိုင်တယ် ်အတော်မှအရှုံးပေးတဲ့သူတွေမဟုတ်ဘူးလူတိုင်းနဲ့ပေါ်မှာအကောင်းဆုံးပေးဆက်တဲ့နစ်နာခံတယ်တကယ်လို့လူကြီးလူကောင်းပေးသားသူဖြစ်ပါတယ်လူတွေရုံးမထွက်နိုင်လောက်အောင်ဆွဲဆောင်မှုရှိသူလည်းဖြစ်ပါတယ်ဒါကြောင့်မေထုံရသည်ဘွားနဲ့တွေ့ရင်သူ့မျက်လုံးမကြည့်နဲ့ဗျာသူ့ကြည့်အောင်မှသင်တဘုံဘုံလဲပါလိမ့်မယ်မေထုံတွေကအေးဆေးနေတတ်တယ်သူ့ကိုယ်မှာလည်းမနှောက်ယှက်ဘူးတငယ်ချင်းတွေပေါ်မှာလည်းစိတ်ကောင်းထားတတ်တယ်ဒါပေမဲ့သူတို့မကြိုက်တာသွားလို့တာစိတ်နှောက်ယှက်ဖြစ်အောင်လုပ်တာလုံးဝသိခံမှာမဟုတ်ဘူး ချင်းမမထားတဲ့ပုံနဲ့တုံ့ပြန်တယ်သူတို့ရဲ့အပြုံးမျက်နာလေးနောက်မှာဘလို့စိတ်ရှိနေလဲဆိုတော့ခံမရခက်တယ်ဗျာဒီယာဒီဘွားတွေကနူးညံ့သိမ်မွေးတဲ့သူတွေနူးညံ့သိမ်မွေးသူဖြစ်တဲ့အလျောက်စိတ်ပြော့မယ်တော့မထင်နဲ့အရန်ပါနဲ့ညံပြေးတဲ့သူတွေလည်းသူတို့ပါပဲစိတ်မြန်ပြီးဆုံးဖြတ်ချက်ပြတ်သားတဲ့မိထုံးတွေဟာတစ်ဖက်သားကိုမေးဖို့စိတ်ထဲမှာမေးခွန်းတွေတတိတသန်းရှိတယ်အေးအခြေအနေတစ်ခုနဲ့တစ်ခုနှိုင်းရှင်ချင်းချင်းဆုံးဖြတ်ချက်ကိုအများဆုံးချတတ်တာလည်းသူတို့ပဲ မပြတ်မသားတွန်းဆုံနေတာလုံးဝမကြိုက်ဘူးတအားမထားပါဒီရာသီဘွားတွေဟာခံစားချက်အရင်ပြင်းထန်တယ်ချစ်ပြီဆိုပုံအပ်တယ်ယုံတက်ကြလုံးလုံးအမြဲလိုလိုနောင်တရတယ်ဒါကြောင့်လိုနေတုံးပဲအုံးချပြီးနောက်မလိုတဲ့အခါပြစ်ချခြင်းခံရတတ်တာဒီရာသီဘွားတွေပဲမေရုံရာသီဘွားတွေဟာဟာသညံလည်းရှိတယ်ဘလို့ချင်းမှမဆိုလူကြီးတွေရီမောတော့အောင်ရီစရာတွေပြောတတ်တယ်ဟာသဆိုလို့ပေါက်ကြရတွေတော့မဟုတ်ဘူးပြဇလန်းဆက်အိမ်တွေကိုလူတွေရီအောင်ပြောတတ်တာမေရုံရာသီဘွားတွေပါ ူတို့ဝင်ပြောလိုက်ပြီဆိုရင်တခြားသူတွေလုံးဝမစင်စားထားတဲ့ဇလန်မျိုးပဲချစ်သူကိုလည်းပျော်ရွှင်အားဝမ်းသာအောင်လုပ်ပေးတတ်တယ်။အကြခဏဆိုသူတို့ surprise တွေလုပ်တတ်တယ်။အမြဲ queue ဆိုင်ပေးစင်စားပေးတယ်။ဒါကြောင့်သူတို့ကချစ်သူတော်ဘူးတော့အကောင်းဆုံးညာတီပွားတွေပါ။ချင်းစရက်တွေဘလို့ပဲမတူညီပြီးကွဲပြားပါစေ။တယောက်နဲ့တယောက်တော့ချစ်နေတော့နှိမ့်နှိုင်းယူလို့ရပါတယ်။ဒါကြောင့် အားလုံးထက်တွေးလွဲ့နေရမှာအသာလွန်ဆုံးတွေးလွဲ့နေနေရမှာလည်းအသာလွန်ဆုံးအဆိုးဆုံးကတော့မိထုံရာသီဘွားတွေခါတလီလဲပေါဝတင်ရခတ်တဲ့သူတွေပေတိပေကခက်ချစ်ရှင်နေတဲ့သူတွေနောက်ပြီးတော့ညှို့အားကောင်းတဲ့သူတွေတယောက်ထဲဘွားကိုပျော်မှုရတဲ့သူတွေအဲအဲ့ဒီလိုမျိုးလူတည့်နာမှာရှိပြီဆိုရင်တော့ဒါဟာမိထုံရာသီဘွားလို့ပြောလို့ရပါတယ်